မြေခွက်တစ်ခုအင်ချမ်မီတစ်ခုကျွန်တော်တို့ကဝယ်ခြင်းတယ်နော်အဲ့တုန်းကဈေးကဥပမာ3000ပေါက်တယ်ပေါ့လက်ထက်မှာ3900ရှိတယ်အဲ့နဲ့ကွာ2လ3လလောက်ကြာသွားတယ်3000စုဖို့အဲ့နဲ့နှစ်လသုံးလလည်းကြာ3000လည်းစုတော့အဲ့မြေခွက်လေးပြန်မေးတဲ့အခါကျတော့ရောင်းထွက်သွားပြီလားမေးတော့ရောင်းတော့မထွက်သေးဘူးတဲ့ဒါပေမဲ့ဈေးတန်းဘယ်လောက်လဲဆိုတော့1300တဲ့နော်အဲ့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကိုလက်ရှိဟိုငွေရှာနေတဲ့ဆိုတဲ့အရာတွေက ဟုတ်လားဒီလပိုင်းအတွင်းမှာလည်းဈေးတော့အဲ့လိုထောင်းသွားလောက်ပြောင်းသွားတဲ့ခါတော့နောက်တော့300ဆက်စုမယ်ဆိုလို့ရှိရင်လည်းပဲမရတာမို့ရဒါပေမဲ့ဒီဈေးက1600ဖြစ်သွားနိုင်တယ်ဆိုကြပါစို့နောက်ထပ်မယောင်းလဲမယောင်းနိုင်တဲ့နေရာတစ်ခုမှရှိမှာပေါ့အဲ့တော့ အဲ့လိုအနေဒါတစ်ခုမှချုပ်မူလားပေါ့နော်ဒီဝယ်တဲ့သူတွေနေနဲ့အဲ့လိုအဲ့လိုပြောတာလေဆိုတော့ကျွန်တော်အမြဲတမ်းဒီဝယ်တဲ့သူတွေနေစကားပြောဖြစ်တယ်ပြောဖြစ်တဲ့အခါမှာသူတို့ဝယ်လိုက်တဲ့ဟိုဝယ်လိုက်တဲ့မိခွက်တစ်ခုအတွက်စူးစမ်းတဲ့အခါမှာအခက်ခဲကအာဒီခုနစေးတန်းတစ်ခုအရင်ပြောင်းသွားပြီးတော့ကိုနိုင်တဲ့ငွေနဲ့မမှီတော့တာမျိုးတွေကျွန်တော်ကြုံရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာကစီးပွားရေးလုပ်ငန်းတစ်ခုကိုငါတို့အောင်မြင်အောင်ငါတို့စူးစမ်းကြမယ်ဆိုတဲ့အရာတစ်ခုပဲအဓိကအာ ဥတီကြတယ်ဒါပေမဲ့အဲ့မှာဘေးကနေပြီးတော့ကပ်ပါလာမှာဒီရင်းနှီးမြုံနှံမှုနဲ့ပတ်သက်ပြီးငါတို့ဘာလုပ်ကြမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကသူတို့မှမရှိနေဘူးနော်စီဝိုင်းလုံငယ်တို့အောင်နေအောင်လုတ်တာတပိုင်းပြီးတော့နောက်ကနေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့လေးလာရမယ်ဆိုရဆိုရတပိုင်းပေါ့နော်ဒါကလူတွေကကိုယ်ကပြပြမသိငါတို့စီပွားရေးရှာနိုင်တယ်ပတ်စံရှာနိုင်တယ်ဆိုလို့ရှိရင်ငါတို့မြေခွက်ဝင်နိုင်တယ်လို့ပဲ ကိုကတွေးတာတကယ်တော့အဲ့လိုမဟုတ်နေဘူးဗျကိုကဒီစီးပွားရေးလုပ်ငန်းတစ်ခုစပြီဆိုကြတဲ့ကွာငါရရတဲ့ငွေတွေငါဘယ်မှာထားမလဲဆိုတာစပြီစဉ်းစားစီခြင်းနဲ့ဆိုတော့စပြီစဉ်းစားပြီးတော့မှတစ်ဆင့်ခုနပြောဆိုပတ်စံစုတဲ့နေရာမှာလဲစုရွှေဝယ်တဲ့နေရာမှာဝယ်တခြား investment ကိုလုပ်ခြင်းတဲ့နေရာမှာလုပ်အဲ့မှာတစ်ဆင့်မြေဝယ်မဲ့လမ်းကြောင်းတစ်ခုကိုသွားပါတော့ဆိုတော့မြေဝယ်မဲ့လမ်းကြောင်းတစ်ခုဆိုလို့ရှိရင်လည်းပဲဟာမြေစည်းဆိုတဲ့နေရာတစ်ခုကခုနလိုမျိုးပဲပေါ့နော်ကိုကတစ်ထောင်ဝယ်တစ်ထောင်နဲ့ဝယ်ဖို့အတွက်စုလိုက်တဲ့အခါမှာ1300ဖြစ်သွားတာမျိုးဖြစ်သွားတာမျိုးကာကွယ်ခြင်းနဲ့ ိုလို့ရှိရင်ဥပမာတချို့ကြတော့အကိုလိုချင်တဲ့နေရာတခုတစ်ခါတည်း perfect လိုချင်တာဥပမာသူတို့နေဖို့အတွက်ရှာတယ်ဆိုလို့ရှိရင်နေဖို့တစ်ခါတည်းလမ်းမတည်းမဟုတ်ဆိုရင်လမ်းမတည်းမဟုတ်ပါလမ်းမနဲ့တည်းပေါ့ဆိုရင်လမ်းမတည်းပေါ့တစ်ခါတည်းအဲ့လိုမျိုးတန်းရချင်တာအိမ်ရောချောင်းအပြင်သူတို့ဟိုမှရှိတဲ့ငွေနဲ့ဒါကိုဝယ်နိုင်ဖို့အတွက်အဆင်ပြေလားဆိုတော့လေအဆင်ပြေတဲ့ထဲမှာပါနေနော်ဆင်ပြေတဲ့နေပါတော့ဘာဖြစ်လဲဆိုတော့မရှိရှိတာနဲ့ချစ်ကုတ်ပြီးဝယ်မယ်ဆိုလို့ရှိရင်လက်ရှိ business တွေ run ဖို့အတွက်အဆင်မပြေနိုင်တာတွေရှိအဲ့တော့ ဟိုပြောရမယ်ဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးကြီးတွားရတယ်ဆိုလို့ရှိရင်ကိုယ်ဇီးပွားရေးအချိခိုက်ခံပြီးတော့မြေဝယ်လိုက်လို့ရဒါပေမဲ့ဒါကြီးဖြစ်တင်သလားဗောလို့ဆိုတဲ့အရာမှာခုဇီးပွားရေးကိုယ့်ရဲ့ stable အင်ကန်ကိုတော့လုံးဝမထိခိုက်စေချင်ဘူးဒါကကိုယ့်ရဲ့အခြေခံနော် DM တစ်ဆင့်ကိုငွေပြန်ချတော့တို့ဒီငငယ်ကဒီအပုံမြင်တဲ့အရောငုံဦးနေ့တိုင်းဥပေးတဲ့ငုံဦးကိုတွားပြီးတော့ကျွန်တော်တို့အဲ့ငုံဟိုဟိုဥပေးနေတဲ့ဒီငုံကိုကျွန်တော်တို့တွားပြီးတော့ဘယ်လိုပြောမလဲ တက်လိုက်တာတို့သူများပေးလိုက်တာမျိုးတွေမဖြစ်သင့်ဘူးနော်ဘလောက်နဲ့ရောင်းလိုက်တာပဲသူကတင်းလေးစင်ကိုဥပီနေနဲ့ဥဆိုတော့ဒါကကိုယ့်ရဲ့ stable income ကိုလုံးဝမထိနဲ့အဲ့တော့ကျွန်တော်တို့ဘာလုပ်စီခြင်းလဲဆိုလို့ရှိရင်ခုနစီးပွားရေးတဲ့လို့ယင်းနည်းမြုံနဲ့မှုအကြောင်းလေးလာအင်ချမီအကြောင်းလေးလာအင်ချမီအကြောင်းလေးလာပါလို့ပြောလို့ရှိရင်အင်ချမီကဟိုဒီနေ့ အာဒီနေ့လေးလာဒီနောက်နေ့အင်ချက်မြောင်တိသွားတာမဟုတ်အပေါ်ရင်လောက်ကိုမကြည့်နဲ့အထဲတဲမှာအထဲတဲဝင်ဝင်ကြည့်ဆိုတော့အဖွာအယောင်းတွေရဲ့ behavior ပေါ့နော်သူတို့ဘယ်လိုပုံစံမျိုးနေလဲရောင်းနေလဲဝေရရောဘယ်လိုပုံစံမျိုးနဲ့ဝယ်နေလဲဈေးကွက်တွေကဘယ်လိုပုံစံမျိုးတွေဖြစ်နေလဲเนาะအဲ့တော့ဒီဈေးတန်းတစ်ခုဘာကြောင့်မြင့်တက်သွားလဲဆိုလို့ရှိရင်ဘာကြောင့်ငါဒါကြီးကမြင့်တက်သွားတာလဲပြီးတော့ဖြစ်လာမဲ့ potential တွေမှာရောဘယ်ချက်လက်တွေကြောင့်ဒီဈေးတန်းတစ်ခုကတက်သွားနိုင်တယ်လဲ เนาะပြီးလို့ရှင်ဒီအင်ချမ်းမီမှာအလုတ်လုတ်နေတဲ့ဒီအေဂျင့်တွေဝယ်ရောင်းနေရသဘောတရားတွေဒါတွေပါကိုကနားလည်းထားတယ်ဆိုတော့တောက်လျှောက်တောက်လျှောက်တောက်လျှောက်ကျွန်တော်လေးလာထားမှသာလေဒီလိုမျိုးကိုကတက်သားနိုင်မှာပေါ့အဲ့တော့ ဒီအင်ချမေချောင်းကိုကိုတေချာလေးလေးလာပါအင်ချမေချောင်းလေးလာတဲ့အခါမှာခုနမျိုးလေးလာပြီးဆိုရင်ကျွန်တော်တို့အထေကန်အပြည့်ကျွန်တော်တို့အတွေ့အကြုံကနေလေးလာတာရယ် theory ဒီကနေပြီးတော့လေးလာတာမျိုးနှစ်ခုရှိမျိုးပေါ့နော်အဲဒီနှစ်ခုလုံးဘယ်လဲညီအောင်လို့အဲ့တော့ theory ရအရာလေးလာမယ်ဆိုလို့ရှိရင်လည်းစောင့်များများဖတ်အတွေ့အကြုံအပြည့်လေးလာပြီးဆိုလို့ရှိရင်လည်းအတွေ့အကြုံရှိတဲ့လူတွေနဲ့စကားပြောကျွန်တော်တို့အခုလိုမျိုးဗီဒီယိုတွေဆိုလို့ရှိရင်လည်းကြည့်လို့ရတယ်ပေါ့ဒီလိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့အင်ချမ်းမျိုးကိုလေးလာမယ်ဆိုလို့ရှိရင်ခုနကတော့ကျွန်တော်တို့ ကိုလိုက်မမီဘူးဆိုတဲ့ဈေးရန်တစ်ခုကိုတဖြည်းဖြည်းနဲ့တက်သွားလိုက်မယ်ပေါ့နော်ဆိုတော့လက်ရှိ တကယ်ဝယ်နေတဲ့ရောင်းနေတဲ့နားလွယ်တဲ့သူတွေဆိုလို့ရှိရင်လေဥမာမြန်မာတန်းတို့မြေကွက်မျိုးဝယ်ကျင်နေဆိုလို့ရှိရင်သူတို့ကတက်တက်ကြီး လမ်းမထဲဝင်နိုင်သွားတာမျိုးမဟုတ်ဘူးလမ်းမထဲမဝင်နိုင်ခင်မှာအယူဆုံးဆတာကရက်ွက်ထဲကခြံလေးတကွပြီးရက်ွက်ထဲကခြံလေးမှတစ်ဆင်လမ်းမထဲကြောကတ်သွားတယ်လမ်းမထဲကြောကတ်မှတစ်ဆင်လမ်းမပေါ်သွားတယ်တစ်ဆင်ချင်းစီသူကဝဲသွားတာအဲ့လိုမျိုးအမျိုးမှပဲအဆင်ပြေမှာသူကကိုလိုချင်တဲ့နေရာတကူတခါလဲ perfectly ရသွားချင်တာမျိုးရှိတယ်ဒါမျိုးကျွန်တော်တို့ကရှောင်ရှားတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နောက်ထပ် inchmine နဲ့ပတ်သက်တဲ့ဒီလိုမျိုး tips လေးတွေလည်းကျွန်တော်ပြပြပေးတော့ပါအောင်မယ်ခင်ဗျာ